ော်တိုင်းတို့တော့ပါငါတို့ကန်ကောင်းတာမြေလေးတုံးအောင်ပါသွားချင်။အော်မြေတုံးအောင်ပါသွားလား။အော်။မိသားစုအဆုံးမရှိရဲ။အဲ့ဒါတီမန်လာနေလား။အော်တေတာက၄ရောက်။အေးဒီမန်နေကတေရ၄ရောက်။မက်ရှလာ28ရက်နေ့ကမြမာပြည်အလဲပိုင်းဒေတာကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တံကိုအပြင်းထန်ကြုံတွေ့ခဲ့ရတဲ့ဒေတာတွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းကကဘာကျော်အင်းလေးဒေသလည်းပါဝင်ခဲ့ပါတယ်။ခလေကိုခြေနဲ့လှောက်ခတ်တာနဲ့အတူအင်းလေးဒေသရဲ့အမှတ်လက္ခဏာရေပေါ်အိမ်တွေဟာအခုဆိုငလင်တန်ကြောင့်တချို့ကျေးရွာတွေဟာရွာလုံးကျွတ်နီးပါးထိခိုက်ပျက်စီးခဲ့ရပြီးလူအသေးအပြောက်လည်းများပြားခဲ့သလိုလက်ရှိအချိန်မှာလည်းရေပေါ်အကူအညီတွေလိုအပ်နေပါတယ်။ကလေးလောက်ကပ်ပြီး၄ရက်ကျော်ရှိလာချိန်မှာအင်းလေးဒေသအတွင်းသေဆုံးသူ၁၀၀ကျော်ရှိနေပြီးပျောက်ဆုံးနေသူအများပြားလည်းရှိနေပါဗျ။လက်ရှိအချိန်မှာလူနေအိမ်ပေါင်း၃၀၀နီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီ လက်တော်မှာတော့အခြေခံစားတောက်ကုံထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့ငလင်ဒန်သိန့်ဒေသခံတွေကပြောပါဗျာ။ဟိုကျမတို့ရွာကတော့နှစ်ဦးပေါ့နော်။တခြားရွာကြီးအသာဝင်ဆိုရင်တော့အဲ့မှာတရာတို့လောက်တော့ဖြစ်သွားပြီပေါ့။ဒါပေမဲ့နောက်က20နိုင်သေးတဲ့အလောင်းတွေလည်းရှိသေးရပေါ့နော်။ ဟုတ်ကဲ့ဆုံးနေဆိုတာကရေသေးမှပဲကြောက်ဆုံးနေတာပေါ့နော်ဒီရေပေါ်အိမ်ကြီးဆိုတော့ရေသေးပဲပြတ်ပြတ်ပြီးတော့မှကြောက်ဆုံးနေတာပါသူဟိုတယ်လေးတောင်ရေလုံးလမ်းလေးပြန်လေလိုအပ်တယ်ပြီးတော့ကုကလောဆဲဆိုရင်တော့ဒီနေ့ခိုင်းစားတော့မှုအတွက်ပေါ့နော်အိမ်မှာရေပေါ်ဆိုတော့အိမ်ကြီးအရေပေါ်ကိုပဲပြတ်ပြတ်သွားတာဆိုတော့ရှိတဲ့ရေခါသာနာရေခါတွေလည်းရေသေးပါကုန်တာဆိုတော့လေအင်းလေဒေတာမှာလက်ရှိချိန်ထိနေရောညပါငလင်ငယ်တွေလည်းနောက်ဆက်တွဲလှုပ်ခတ်နေတယ်လို့လည်းဒေတာကန်တွေကပြောပါဗျာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းရေကြီးမှုဖြစ်စဉ်မှာလည်းအင်းလေးဒေတာဟာအထိခိုက်များခဲ့ပြီးနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။ရေကြီးမှုကြောင့်ထိခိုက်ခဲ့ရတဲ့နေအိမ်တွေကိုပြန်လည်တိဆောက်ပြီးကစားမှာအခုငလင်တန်ကြောင့်ထပ်မံဆုံးရှုံးခဲ့ရသလိုနှစ်ပေါင်း၁၀၀ကျော်တက်တန်းရှိတဲ့နေအိမ်တွေလည်းပြိုကျပျက်စီးသွားတဲ့အထဲမှာပါဝင်တယ်လို့ဒေတာကဏ္ဍကပြောပါရယ်။ဒီတော့တခါမှလည်းမထုံဘူးဘူး။အဲခါကုလိုမျိုးအာအကုန်လုံးအပြည့်စည်းကြဘက်ထွဲပြီးတော့လေပေါ်မှာပဲလောလောဆယ်ကလေပေါ်မှာပဲညာလည်းလေပေါ်မှာပဲအိုင်နေတယ်တိ အင်္ဂလိပ်ဒေသမှာငလင်တန်းကြောင့်ပျက်စီးမှုတန်းအများဆုံးခံရတာတော့ကေလာအုပ်စုကျေးရွာတွေဖြစ်ပြီးလူအသေးပြောက်လည်းအများဆုံးဖြစ်ခဲ့ပါတယ်။ကေလာအုပ်စုကျေးရွာတွေမှာနေအိမ်ပေါင်း1000ဝန်းကျင်ရှိပြီးအဲ့ဒီထဲကမှအိမ်150ကျော်ပျို့ကျပျက်စီးခဲ့ပြီးကြံနေအိမ်တွေလည်းထိခိုက်ခဲ့ပါတယ်။ဒါ့အပြင်ကြာရောရွာနန်းပန်ပေါက်ပါ အိုင်ထောင်ကြီးရှေးဝါကြီးတလဲဦးအင်းရွာညောင်ဝန်းစတဲ့ကျေးရွာတွေမှာလည်းရွာလုံးကျွတ်နီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ တို့ကဒီဒီနဲ့ပိုင်းပေါ့နော်သူတို့ရေးကြွာလို့ပဲဒီနဲ့ပိုင်းမှာပဲရှိသေးငွေတွေလုံးတဲ့ချိန်မှာသူတို့ဘက်ကဒီဆက်စင်းလာနေတဲ့အချိန်ဖြစ်တော့ကလိုက်တာတွေလည်းပါတယ်လို့တော့ပြောပါတယ်ရှင်ငလင်ဘေးကနေလူမြောက်လာသူတွေကတော့လက်ရှိချိန်မှာရေမျောကျွန်းတွေကကုန်းတွေပေါ်မှာတဲထိုးနေထိုင်နေရပါတယ်။ ဒါအပြင်ငလင်ထံတင့်နေတဲ့အချိန်မှာပဲအင်းတောင်ဘတ်ချန်းကကြေးရွာတွေကိုစစ်ကောင်စီနဲ့ပအုပ်ပြည်သူ့စစ် PNA တို့ကဒရုန်းနဲ့လက်နက်ကြီးတွေနဲ့မတ်လ30ရက်နေ့ကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အတွင်းရှိအင်းလေးဒေသဟာမြန်မာနိုင်ငံရဲ့ထင်ရှားကျော်ကြားပြီးအရေးပါတဲ့ခီးသွွားဒေသဖြစ်ပြီးကမ္ဘာလက်ခီးသွွားတွေလည်းလာရောက်ရာဒေသလည်းဖြစ်ပါတယ်။